ရစ်ခွဲခြင်းနိုင်ငံခြားသွားပြီးတော့တင်းနေရှာနေချင်းပြီးပေးမနေနဲ့တော့ဒီမှာ၁၀ခန်းနဲ့ grammar ကို၂ခေါင်းခွဲတဲ့၁၀ခန်းနဲ့ဒီမှာတင်း30တို့တင်း20တို့နဲ့ဒီမျက်ရစ်ကလည်းပြီး၂ခေါင်းတို့ပါတို့ပြီးတဲ့၁၀ခန်းနဲ့အဲ့လိုတဖြည်းဖြည်းနဲ့တော့ပို့ပြအဲ့လိုကိုကိုကူစီနဲ့တော့ရှိလာတယ်အခုဆိုရင်ဘေးပဲစောင်းတော့တယ်နော်ဘေးပဲစောင်းတော့တယ်နှာခေါင်းမမြင်ပါတော့လို့ဘေးပဲစောင်းတော့ ်သားကိုလည်း grandma ပဲလုပ်တာတော့နည်းနည်းစိတ်ချတယ်ပြီးတော့ grandma ဖန်ဆင်းလာပြီ grandma အမေကလည်းဒီလို grandma ဝေးတာတိရော ညတို့ grand clinic အတွက်ပေါ့နော်ညတို့ photoshoot လေးရော video commercial လေးရောရိုက်တာဖြစ်ပါရဲ့ရှင်သူကဖွင့်တာရှင်းနစ်ရှိပြီပေါ့နော်ရှင်းနစ်ရှိပြီပြီးတော့အဲ့မှာခွဲစိတ်ပေးရဲ့ doctor ဆိုလို့ရှိရင်လည်းလုံးဝအဲဒီခွဲစိတ်တာကိုဒီမင်းစားရေတောက်ကိုအတန်းတလောက်ကို case ပေါ့များစွာပေါ့နော်အဲ grand မှာအဲခွဲစိတ်သွားရဲဆိုတော့ဒီ case တွေကိုကြည့်လိုက်လို့ရှိရင်အကုန်လုံးက result ကအရင် naturally အရင်လာတယ်ဘာမှအဲ့လို့ ဟို error ဖြစ်သွားမျိုးတော့လည်းမကြားရဘူးနော်အဲသူဆိုလို့ရှိရင်လည်းနှာခေါင်းလေးတွေကအစာသူရင်သားလေးတွေကအစာအကုန်လုံးနော်နှာခေါင်းလေးအစာအကုန်လုံးဟိုမလာတဲ့လူတွေအကုန်လုံးလည်းလှသွားကြတယ်လှပြီးသားလူလည်းပိုလှသွားကြတယ်ပေါ့နော်အဲ့တော့ဆရာဝန်လက်ထက်ကတော့ယုံကြည်ရယ်ပြီးတော့ grand ရဲ့ဒီ image ကိုလက်ထက်ကယုံကြည်ရယ်အဲ့အတွက်လည်း grand ရဲ့လက်တွဲမြစ်တာဖြစ်ပါရဲ့ ထက်ဒီဆာဂျူရီခွဲရဆိုမမဲရရဒီဇင်ဘာလ12လပိုင်း3ရက်နေမှာခွဲရ12လပိုင်း15ရက်နေဆို12ရက်ပဲကြာတယ်12ရက်အကြာမှာတက်မြက်ရက်ကလုံးဝ natural ဒီတိုင်းမိတ်ကပ်လိမ့်လို့ရရသွားပြီမိတ်ကပ်လိမ့်နေတက်မင်္ဂလာဆောင်သွားတယ်အဲ့မှာ12ရက်ပဲကြာတယ်ဘယ်သူမှမသိဘူးတက်မြက်ခွဲတာတက်ပြောမှသိရရှင်သားလို့လည်းဘယ်သူမှမသိဘူးတက်ပြောမှသိရ၎င်းလုံးလည်းတက်ပြောမှသိရအကုန်လုံးတက် natural ပဲလုပ်တယ် natural ပဲအကုန်လုံးအဆင်ပြေတယ် တကယ်တကယ်ပြောအဲ့တော့မျက်ရည်ခွဲခြင်းနိုင်ငံခြားသွားပြီးတော့တင်းနေရှာနေချင်ပြီးပေးမနေနဲ့တော့ဒီမှာ၁၀ကလန်းနဲ့ grandma ကို၂ခေါင်းခွဲတဲ့၁၀ကလန်းကိုလုံးနိုင်ငံခြားသွားပြီးနန်သွားတယ်ဟွာသွားတယ်အထူးအထူးတကယ်ချင်းတွေပေါ့ကွာတင်း၄၀၀၃၀၀ကုန်ကြရတော့မမျောစရာဒီမှာတင်း30လို့တင်း20တို့နဲ့ဒီမျက်ရည်ကလည်းပြီး၂ခေါင်းတို့ပါလို့ပြီး၁၀ကလန်းနဲ့အဲ့တော့ဒီမှာရင်အချင်းကုန်တက်တက်တက်တာတော့စရိတ်တက်တက်တက်တာပြီးတော့တကယ်စိတ်ချအရာရဲ့အချင်းမရွေးလဲအနီးကဆရာကြည့်ပါဦးဆရာခဏခဏလမ်းကြုံကြုံဆိုဆရာကြည့်ပါဦးသွားလုံးလို့ရသေးတယ်အနီးကဟိုမှာကိုရီးယားတစ်ခေါက်ပြန်သွားပြီဆရာ ပါတကြည့်ပါဘာလို့ဆရာပြန်ပြောလို့လဲဟုတ်တယ်ဒီမှာနီးနနာကိုအဖေတော်ဆရာရှိနေကွယ်အချိန်မရွေးတခုဆိုတော့ပြောလို့ရရဆိုအဲ့ဒါအရင်ဒီမှာတတ်ပါတယ် ပေါ့နော်နှာခေါင်းလုတ်မယ်ဆိုတော့ရှာလိုက်တယ် Facebook မှာပေါ့နော်ရှာရှာရှာရင်းနဲ့အဲ့လိုဒီ grand ကခွဲပေးထားတယ်ပေါ့နော်ဒီ reset လေးကိုကြိုက်ပြီးတော့မကွင်းရအဲ့ grand ကအမနဲ့ဒီအတိမတယောက်ကနေပေါ့နော်မိတ်ဆက်ပေးပြီးတော့အမကွင်းသွားပြီးတော့ဆရာနဲ့သွားပြီးဆွေးနွေးတယ်အဲဆွေးနွေးတဲ့အချိန်မှာလူချင်းတဲ့ပုံစံလေးပေါ့နော်မကွင်းတို့ရိုက်ကူးရေးလုတ်နေတဲ့အခါကျတော့အဲ့လိုအရန်ဟိုတိတိတသားကြီးတွေလည်းပေါ့လုတ်လို့မရဘူးမရတဲ့အခါကျတော့ဒါပေါ့နှာခေါင်းချွန်ချွန်ကြီးနဲ့ဟိုတိဟိုဗာလဲဆင်းရဲတဲ့ဆက်ဆိုဟဲ့လူကဆင်းရဲနေနေနှာခေါင်းကြီးကချုံပြီးတော့ဟိုဘက်ကန်းရောက်တော့မယ်ဆိုပြောခံရမှာ လဲကမလေးကနားစီအရည်ငေါလို့ချောတဖြည်းဖြည်းကြာ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 လာနိုင်မြောင်ပို့ပြီးတော့ကိုနဲ့အသားကြပြီးပို့ပြီးတော့လှလာတော့အဲ့လိုတဖြည်းဖြည်းနဲ့တော့ပို့ပြီးတော့အဲ့လိုကိုကိုဖီနန်တော့ရှိလာတယ်အခုဆိုရင်ဘေးပဲစောင်းတော့တယ်နော်ဘေးနှာခေါင်းရှိပါဘေးစောင်းတော့တယ်နှာခေါင်းမမြင်ပါတော့လို့ဘေးပဲဘေးပဲစောင်းတော့ဘေးပဲစောင်းတော့ နောင်ကရိုင်းတော့မဒီဘက်ရိုင်းတော့ဒီဘက်ရိုင်းတော့ပြောနေတာ။ဆုံးကြတော့ဒီ reset လေးကိုကြတော့ဒါအရန်ကြိုက်တယ်။ကြိုက်တဲ့အတွက်ကြောင့်မလို့ဆရာကလည်းကျေးဇူးတင်ပါတယ်။ဘာလို့ဆိုတော့ကိုယ့်လိုမျိုးပဲခွဲချင်တယ်၊ခွဲရမှောင်လည်းကြောက်တယ်။ reset ကိုလည်းအဲ့လိုမျိုးဟိုဘယ်လို quality နဲ့ပေါ့နော်။ပြီးတဲ့အခါကျရင်တကယ်စိတ်ချရတဲ့နေရာတစ်ခုညွှန်းမှာဆိုရင်ကတော့ဒါဝင်းကိုယ်တိုင်လုပ်ခဲ့တဲ့ဒီ grandma ကိုပဲမပွင့်ရညွှန်းချင်တယ်နော်။ မအမမိတ်ဆက်ပြီလို့သိရပါတော့ဆိုတော့စားစားကျအမနဲ့စကားပြောတော့အမပြောပါတော့ grandma ကြွားညီမလေးအရင်စိတ်ချရတယ်ပေါ့နော်ပြောတော့နည်းနည်းတော့မြန်မာနိုင်ငံမှာဆိုနည်းနည်းတော့စိုးရိမ်တာပေါ့နော်တကူလုံးလုံးမလိုက်ဘူးပဲခံရမှာလေနော်အကိုကြီးရတယ်ခင်ဗျာနဲ့ဥပခွဲမှာပဲကောင်းမလို့လို့အဲ့ကြံဖတ်တယ်လို့ဒီမှာကြတော်လို့နဲ့တော်တော်များများတက်မှာတော့တစ်အောင်မှာတော့ခွဲတော့ခွဲဆိုပြီးဒီဆီလေးရဆရာဝင်နေရဟိုဘယ်လိုခေါ်မလဲခွဲတာပဲတခုခုဟိုဖြစ်သွားမှာလားမလားမလားအဲ့လိုမျိုးတွေ ိုကိုလည်းအဲ့လိုပဲယုံခဲ့တာပဲလေဒါပေမဲ့တကယ်ထွက်လာတဲ့ခါကျတော့လေအဲ့နဲ့ ground ကအမမိတ်ဆက်ပြီးရပါတော့ဆိုတော့ပထမဆုံးတော့အလုံးလေအဲ့လိုပဲကျိုးထဲရတာကျိုးထဲရတော့နှာခေါင်းက collagen ကျိုးရရအရင်မပြုတ်ဘဲနဲ့ဒီမှာကြံနေခဲ့တာကြာတော့ဘေးကနေကြည့်ရင်နှာခေါင်းကတော်တော်ဆုံးနေရနော်တ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 ော်ကြည့်ရဆုံး collagen ကျိုးရဆုံးကြရတယ် ထုတ်ခဲ့လို့ဒီစောင်းနဲ့အဲ့နဲ့နှကောင်းကိုကျူးထုတ်လိုက်တာကျူးထုတ်ပြီးတော့ဒီစီလီကွန်ပေါ့နော်ဒီကနေဒီချီထည့်လိုက်တာပေါ့နော် ပြီးတော့ပြီးတော့နောက်ထပ်တစ်ခုဆိုရင်ဒါမျက်စိပေါ့နော်မျက်စိအလုံးကတိုင်းသားဆိုတော့နည်းနည်းမျက်လုံးကနည်းနည်းသေးရယ်သေရောမျက်လုံးကလည်းခဏပြောသလိုပဲဇာတိအမြဲကန့်ရတယ်ဇလန်တွဲရိုက်တာတို့ရှူတင်တို့ဆိုတော့အမြဲဇာတိကတ်ထားတဲ့အချိန်ပဲအဆင်ပြေရပြီးွားရင်မျက်လုံးကအလူကြီးဘေးကနေကျင်တာရွရွကြီးကြလာဘလုံးကအဆင်မပြေမပြေတော့မီးလိုလိုက်လို့ အဲအကြီးကြီးဖြစ်ပြီးတော့ကျုပ်ဆိုအောင်မှလည်းကြောက်တယ်ခွဲဆိုအမနဲ့လည်းတိုင်ပြန်တယ်အမကလည်း grand ကိုပဲညွန်းတယ်ပြီးတော့အလုံးကလည်းရင်ရင်သားကိုလည်း grand မှာပဲလောက်တာတော့နည်းနည်းစိတ်ချတယ်ပြီးတော့ the grand grand ကိုပြန်ဆက်လာပြီးရ grand အမေမောတက်တယ်ကွာ grand ဝေးတာတည်းရသူစရမိခဲအပေါ်ပိုင်း grand ဖြစ်သွားပြီအဲနဲ့ grand ကိုရွေးချယ်လိုက်တာပါရှင်ဟုတ်ရင်သားကလည်းလုံးဝအမိုက်သားဖြစ်နေတယ်လူကြီးနေ ပူပြီးတော့ coffee ရရှိလာဘောပဲရမစိုးဘောเนาะအခုဆိုချက်ရမ်းလာเนาะအကုန်လုံး အကကလည်းရလာလာရတော့ဟိုအလားပြီးပြည့်စုံလို့ဆိုတာမရှိဘူးလေနော်ပြီးပြည့်စုံလို့ဆိုတာမရှိဘူးကိုလက်ခံထားလို့ဒါကိုတချို့တော့အာနေချက်လေးချွင်းချက်လေးကိုလက်ခံတယ်ကိုပတ်ဝန်းကျင်လက်ခံတယ်ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးလို့ဒါလရင်လနေကြကိုကလည်းယုံကြည်မှုရှိရယ်ကိုလည်းတကယ်လလည်းလချင်တယ်အဲကိုလည်းလနိုင်တဲ့အနေအထားတစ်ခုလည်းရှိရယ်ဆိုလို့ရှိရင်တော့အဲကိုရဲ့နေနာစိတ်ပိုင်းပြခံတာကိုစိတ်ပိုင်းအခုခေတ်ကြီးမှာကယုံကြည်စိတ်ချစွာနဲ့မြန်မာနိုင်ငံမှာလည်းလချင်တယ်လလို့ရနိုင်ပြီဆိုတဲ့အကြောင်းတတူက ကိုလည်းလာတဲ့ချိန်မှာပြပြစိတ်ပုတ်ပြီးတော့တင်မှာပဲလာမယ်လို့မလာရင်လို့ငါမပြောပြဘူးငါတို့အိမ်30 40လောက်တော့ငါဒီမှာပဲခွဲမှာနင်တို့က34 300ရတက်နိုင်မှာနင်တို့ကလှစမ်းတော့နေတော့မတော်နိုင်သေအိုအိုပြီးတော့သေအရွာတော့လူပြပြီးတင်မှာနင်တို့ကအိုပြီးသေအဲ့လိုမျိုးမလုပ်ဘူးစိတ်မပုတ်ဘူးပြပြ န်းကဒီ၈နှစ်ပြည့်ကနေစပြီးတော့နောက်ထပ်နှစ်ပေါင်းများစွာကဒီပြည်သက်တရဲ့ရင်ထဲမှာဒီပေါ့နော် grand ဆိုတဲ့နာမည်နဲ့ကိုနောက်ထပ်နောက်ထပ်နောက်ထပ်အများကြီးရည်တည်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိပါတယ်ရှင်ဟုတ်ဟုတ်အဂရမ်မနော်ဒီရှင်းနေပြအနီဗာစတီနေ့ကနေစပြီးတော့နောက်နေ့ပေါင်းများစွာဒီပေါ့နော်စိုင်ခွဲရတဲ့အများကြီးဖွင့်နိုင်ပါစေလို့အလုံးအဆုတောင်းပေးလိုက်ပါတယ်ရှင်မပြည့်စုံတဲ့သူတွေကိုပြည့်စုံပြီးလှပတဲ့သူတွေယုံကြည်မှုရှိတဲ့သူတွေစိတ်ချမ်းသာတဲ့သူတွေအဖြစ်ပြောင်းလဲပေးနိုင်ပါစေလို့ဆုမွန်ကောင်းပေးပါတယ်ရှင်ဟုတ်